လာပါရှင်ရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပြည်ဦးလွင်မြို့ကစစ်တပ်ကတို့ကျောင်းအုပ်ကြီးဗိုလ်ချုပ်စိုးမြတ်ထွဟာလက်စားတဲ့တပည့်တွေလူမှုရေးဖောက်ပြန်တဲ့တပည့်တွေကြောင့်တိုင်းမှုယာဒုတိုးဖို့အဟန့်တားဖြစ်နေပါဗျ။အီယာဝတီတိုင်းစံကင်းမြို့နယ်မှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်ဘူးတောက်ထုတ်လွင်ကငွေရှိတဲ့အိမ်တွေကိုဝင်ရောက်ဖမ်းဆီးကာ ခြေချောင်းငွေတောင်းရမ်းမှုတွေအကြီးအကျယ်လုပ်နေတဲ့တဲ့ရင်ပါဝင်နေ့လည်ခင်းတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့စစ်သက်ကတုံးကျောင်းဦးကြီးဘိုကျုပ်စိုးမြတ်ထွတ်ရဲ့ကိုရဲရာရှိဘိုကြီးတဦးနဲ့တပည့်ဒုတိယပုံမူကြီးတန်းလိုင်မြင့်တို့ဟာလက်ပေးလက်ယူမှုလူမှုရေးဖောက်ပြန်မှုတွေနဲ့ဖမ်းဆီးခံထားရတာကြောင့်ယာဒုတက်ဖို့အဟန့်တားဖြစ်နေတယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရယ် စစ်တပ်ကတို့ကြောင်းဦးကြီးလည်းဖြစ်ပြည်ဦးလင်တက်နယ်မူလည်းဖြစ်သူဗိုလ်ချုပ်စိုးမြတ်ထွတ်ရဲ့တပည့်တဦးဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးတန်းလိုင်မြင့်ဟာပြည်ဦးလင်တက်နယ်လုံခြုံရေးအတွက်တက်ဂိတ်တွေမှာတာဝန်ချထားစဉ်လက်ပေးလက်ယူမှုတွေကျူးလွန်ခဲ့တယ်လို့တိုင်ကြားမှုတွေကြောင့်ဖမ်းဆီးခံထားရတာပါဒါအပြင်စစ်တပ်ကတို့ကြောင်းဦးကြီးဗိုလ်ချုပ်စိုးမြတ်ထွတ်ရဲ့ကိုရဲရရှိတဦးဖြစ်တဲ့ဗိုလ်ကြီးရဲထွတ်ကလည်း လူမှုရေးဖောက်ပြန်မှုတွေကြောင့်အတိုင်ကြားခံရပြီးအဖမ်းခံရကအမှုရင်ဆိုင်နေရတယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရယ်ပြည်ဦးလေစစ်တပ်ကတော်မှစတင်ကြားနေတဲ့ကျောင်းဆရာစစ်ရာရှိကြီးတချို့ထွက်ပြေးတိမ်းရှောင်နေလို့ကျောင်းကြီးဗိုလ်ချုပ်စိုးမြတ်ထွတ်ကထူချေလွားတဲ့တင်သွင်းနေရတယ်လို့သိရပါရယ်အဲဒီလိုသူ့လောက်ကအရှုပ်ထုပ်တွေကိုအထက်မတင်ပြဘဲဖုံးကွက်ထားတာကြောင့်စိုးမြတ်ထွတ်ဟာတိုင်းမှုဖြစ်ရမယ့်အခြေဖြစ်နေပေမဲ့ရာဒူးအပြောင်းမထွက်နိုင်သေးပဲ စစ်တပ်ကတော့မှအကြောင်းကြီးရာဒူးနဲ့တတ်တော်ရှည်ဘိုးဘိုးဖြစ်နေတယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရယ်။အဲဒီစစ်တပ်ကတော့အကြောင်းကြီးဘိုးချုပ်စိုးမြတ်ထွဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မင်းအောင်လှိုင်စစ်အာဏာသိမ်းချိန်က NLD အစိုးရအဖွဲ့ဝင်တွေကိုဖမ်းဆီးဖို့မင်းအောင်လှိုင်ရဲ့အဓိကတာဝန်ပေးခံခဲ့ရတဲ့တမ80ခွန်တမမှုအဖြစ်ရှိနေခဲ့တာပါ။2023ခုနှစ်မတ်လ31ရက်နေ့မှာတော့မင်းအောင်လှိုင်ကပြည်ဦးလွင်မြို့ရှိစစ်တပ်ကတော်ကျောင်းအုပ်ကြီးအဖြစ်သူ့ကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။ မင်းအောင်လိုင်းကသူ့ကိုယာတို့ရဲ့အစစ်စစ်တိုးပေးခဲ့ပေမဲ့လက်တလောတပည့်ဖြစ်သူတွေရဲ့လက်ပေးလက်ယူမှုလူမှုရေးဖောက်ပြန်မှုတို့ကြောင့်ဖမ်းဆီးခံထားရတဲ့ပြင်တပ်ပြေးများပြားမှုအပေါ်အကန့်အတွဲညံ့ဖျင်းမှုတို့ကြောင့်ဗိုလ်ချုပ်စိုးမြတ်ထွတ်ဟာတိုင်းမှုယာတို့အပြောင်းရှေ့အတွက်အဟန့်တားဖြစ်နေရတယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်ရှင်ဆလာဘီပြောပြပေးမယ့်တဲ့ရင်ကတော့ AR ဝတီတိုင်းကြံကင်းမြို့နယ်မှာ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးတောင်းထွန်းလွင်ကပြည်သူတွေကိုရိုက်နှက်ဖမ်းဆီးငွေညစ်မှုတွေဇက်တိုက်လှောက်ဆောင်နေတယ်လို့ဖမ်းဆီးငွေညစ်ခံရတဲ့ပြည်သူတွေရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မနက်တနားရီအချိန်လောက်ကကြံကင်းမြို့နယ်ကျုပ်ပင်စုအုပ်စုကံရွာကျေးရွာနေဒေါ်ခင်မြနေတို့ကြံကင်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တစ်ဗိုလ်မှူးတောင်းထွန်းလွင်ကဦးစီးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတွေနဲ့ရောက်ရှိလာပြီးအဲစင်းစစ်မယ်လို့ပြောကား ဒေါ်ခင်မြအပါဝင်မိသားစု၃ဦးကိုဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မိသားစုဝင်တဦးကိုငွေကျပ်၃၀၀နဲ့ချင်းချောက်တောင်းယူပြီးပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။ဒါအပြင်ကြံကင်းမြို့နယ်အတွင်းဘိုမူးတောက်ထုတ်လွင်ကဦးဆောင်တဲ့ပြူစောတိအဖွဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့စည်းထားပြီးအဲဒီအဖွဲ့တွေကလည်းနယ်မြေလုံခြုံရေးအကြောင်းပြစစ်မှုထမ်းဥပဒေအကြောင်းပြပြီးလူငယ်တွေကိုဖမ်းဆီးကောင်ငွေညစ်ချင်းချောက်တောင်းရံတာတွေကိုကြဲကြဲပြက်ပြက်လုပ်နေတယ်လို့ဒေသပြည်သူတွေကပြောပါတယ် အဲ့လိုဖမ်းဆီးချိန်ချောက်တောင်းရမ်းတာမှလည်းငွေကြေးရှိသူတွေလုပ်ငန်းရှိသူတွေကိုပြစ်မှတ်ထားကငွေကျပ်သိန်း100ချီပေးမှပြန်လွတ်ပေးတာမျိုးတွေကိုအကြီးအကျယ်လုပ်နေတယ်လို့ဒေသပြည်သူတဦးကပြောပါရယ်ခစ်ကပြက်ပြီးအလုပ်တွေကလည်းမကောင်းတဲ့ချိန်သူတို့တောင်းတဲ့လောက်မပေးရင်အကြပ်ပတ်ဥပဒေနဲ့စွဲချက်တင်အမှုဖွင့်ခံရတယ်လို့လုံခြုံရေးကင်းလဲဆိုပြီးရွာထဲကငွေရှိတဲ့အိမ်ထဲအတင်းဝင်ဆွဲနေတာတွေကြောင့်သူတို့ရွာထဲဝင်လာရင်ပြေးနေရတယ်လို့ကြံကင်းမြို့နယ်ပိုးစုကြီးကြေးရွာသားတဦးကပြောပါရယ် ကြံကင်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ပုံမူတောင်းထုတ်လွင်ကအဲ့ဒီလိုပြည်သူတွေပေါ်ဖမ်းဆီးချိန်ချောက်ငွေတောင်းနေတဲ့ဥပဒေမဲ့ပြုကျင့်မှုတွေကိုတိုင်ကြားလိုပေမဲ့သူရဲ့ရန်ကိုကြောက်ရွံ့လို့ဒေသပြည်သူတွေဟာမတိုင်ကြားရကြဘူးလို့သိရပါတယ်ရှင်။စကိုင်းနိုင်ဘက်ကတရင်ကိုကြည့်ရအောင်ပါ။စကိုင်းနိုင်ရင်းမပင်မြို့နယ်မှာရှိတဲ့ပသိမ်မုံရွာလမ်းပိုက်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာတော့ စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့ရင်းမာပင်မြို့နယ်မဲမောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ၁၉ရက်နေ့ကရင်းမာပင်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်ရင်း28အကျိုးကန်းကုန်းနဲ့ YMC ဝပောင်ကနေထွက်လာတဲ့စစ်ရင်တန်းကိုမြောက်ရမချောင်းအယောက်မှာတော်လန်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အခုလိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးတအူးအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင်မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာကိုတော်လန်ရေးတပ်ဖွဲ့တွေကနေမြေရှင်းလင်းရေးပြုလုပ်ချိန်ထိခိုက်ပျက်စီးသွားတဲ့စစ်အသုံးဆောင်ပစ္စည်းတချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုရင်းမာပင်မြို့နယ်မဲမောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆက်လက်မိုင်းထုတ်လုပ်ရေးနဲ့လက်နက်ခဲယမ်းတွေဝယ်ယူဖြစ်တင်းနိုင်မှုအတွက်ပြည်ပရောက်ထောက်ဖို့ညီကိုများနဲ့ဆရာနာရှင်အမြင့်ပြတ်စေလိုတဲ့ပြည်သူလူထုတွေအနေနဲ့ပါဝင်ကူညီလူဒန်းပေးဖို့အတွက်မေတ္တာရက်ခံထားပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့ ထွေအုံရုံးအပါဝင် နေရာ၄ခုကိုနှစ်ရက်ဆက်တိုက်အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ပြည်သူညီနောက်စလင်းအဖွဲ့ရဲ့သတင်းတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါရယ်အခုလိုမျိုးပဲပြီးခဲ့တဲ့ဇွန်လ၁၈ရက်နေ့တုန်းကလည်းစလင်းမျိုးကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့ပြန်ကြားရင်းနဲ့ပြည်သူဆက်ဆံရေးယုံနဲ့မိသက်ယုံတို့ကိုလည်းတော်လန်ရေးတပ်ဖွဲ့ဝင်တွေကရှေ့ထွက်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်ဇွန်လ၁၉ရက်နေ့တုန်းကတော့စလင်းမျိုးနယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့အထွေထွေအုပ်ချုပ်ရေးယုံနဲ့စီဗင်ယုံတို့ကိုတော်လန်ရေးရဲဘော်တွေကအပြင်းစားမိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်တာမရှိသေးပဲတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျဒီတိုက်ခိုက်မှုကိုစလင်းမျိုးပြယူကြည်ကြားပေါက်ဖွဲ့ ဗမာတတော်ဗမာအာမီနဲ့ပောက်တောင်ပိုင်းကျမ်းမာရေးသူနာပြုတ်တက်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။ဖက်ကပဲခူးတိုင်းဘက်မှာတော့ရွှေကျင်မြို့နယ်ရွှေကျင်တန်စိတ်ကားလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရိခါပို့စစ်တောင်းကိုကင်းပုံးယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့တာမှာစစ်သား၃ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Fire Dragon စစ်ကြောင်းရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ မနေ့ကဇွန်လ20ရက်နေ့နေ့လယ်12နာရီခွဲလောက်ကရွှေကျင်မြို့နယ်ရွှေကျင်တန်စိတ်ကားလမ်းပိုင်းမှာအကြမ်းဖက်စစ်ကြောင်းက ရှမ်းရွာဂိတ်ကနေစပြီးအင်္ဂနီယုံတန်းရွာတွေအထိကားလမ်းတစ်လျှောက်လမ်းကင်းယူကရိခါပို့ဆောင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအင်္ဂနီယုံတိုင်းကျေးရွာကားလမ်းဘေးမှာကင်းပုံးဝစ်ပြီးလုံခြုံရေးယူပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Fire Dragon စစ်ကြောင်းရဲ့တာဝန်ရှိသူတဦးကပြောပါရယ် ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးနေရာမှာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီးစစ်ကောင်စီတပ်သားတွေကပြန်လည်ရန်တမ်းပစ်ခတ်ခဲ့ပေမဲ့တော်လန်ရင်ရဲဘော်တွေအထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဇွန်လအတွင်းတနင်္လာရီမြို့နယ်နဲ့ခန်းဒီမြို့တို့မှာစစ်ကောင်စီတပ်သား၂ဦးတော်လန်ရင်တပ်ဖွဲ့ဝင်တွေစီကိုအလင်းဝင်ရောက်လာတယ်လို့သက်ဆိုင်ရာတော်လန်ရင်အဖွဲ့အသီးသီးကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လ၈ရက်နေ့ကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ညောင်ပင်ကွင်းကျေးရွာအခြေဆိုင်ခမရ963တရင်ကတက်ကြွကြီးတူအလင်းဝင်ရောက်ခဲ့တယ်လို့ Fever Defense Force ဗိခရိုက်တရင်၃မှတာဝန်ရှိသူတူကပြောထားပါဗျ။အဲ့ဒီတပ်သားဟာတပ်တွင်းရှိအရာရှိတွေရဲ့တကိုယ်ကောင်းဆန်ပြီးလက်အောက်ငယ်သားတွေအပေါ်ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကိုမခံနိုင်တာကြောင့်ထွက်ပြေးအလင်းဝင်လာတာဖြစ်တယ်လို့သိရပါဗျ။လက်ရှိသူကိုလုံခြုံတဲ့နေရာမှာကောင်းမွန်စွာထားထားပြီး လုံထုံးလုံနီးနဲ့အညီဆက်လက်ဆောင်ရွက်နေတယ်လို့ဘိတ်ခရိုင်တရင်သုံးမှတာဝန်ရှိသူတဦးကပြောပါရယ်။အဲဒီလိုပဲစကိုင်းနိုင်ခန်းဒီမျိုးအခြေဆိုင်ခါလာရ52တရင်ကတသားတဦးကလည်းတနက်ယူဆောင်လာတာမျိုးမရှိပဲအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနခန်းဒီမျိုးနယ်ပကဖအဖွဲ့စီကိုအလင်းဝင်ခဲ့တယ်လို့ ပါကဘာအတန်အဖွဲကသတင်းထုတ်ပြန်ထားပါတယ်။ပါကဘာအဖွဲတွေဟာပြည်သူစစ်မဟာဗျူဟာကိုကျင့်သုံးကရန်သူတပ်ဖွဲ့ဝင်တွေစက်တိုက်အလင်းဝင်လက်နက်ချလာစေရန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့အသိပေးထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။